ကျွန်တော်တို့ငရုပ်ပေါ့နော်ရေနှစ်ခါမြုပ်ပြီးတော့မှဒီအပင်တွေဒီလိုအခြေအနေတွေဆူဆူဝါးဝါးဖြစ်သွားတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့စုတ်ဖွားဆေးနောက်ကနေ၅ရက်ချာ၂ကြိမ်တိတိတပင်လုံးရွှဲနေအောင်ဖြန်းနေကျွန်တော်တို့ဒီအပင်ခြေကိုလည်းလောင်းပေးတဲ့အခါမှာကျွန်တော်ရေနေထားတဲ့ငရုပ်ခင်းတွေပြန်အလုံးလုံးလာတာပဲဖြစ်ပါတယ်ခင်ဗျာဒီမှာတောင်သူတွေကြီးလို့ရတယ်ပေါ့နော်ဒါအေယာဝတီတိုင်းမအူပဲမြို့နယ်ကျွန်တော်တို့ခုနကအိမ်တန်းကြီးရွာမှာပဲဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်တို့ဒီမှာဟော်မုန်းလက္ခဏာမဟုတ်ဘူးပေါ့နော် လုံးဝအပင်ကဝေးအပြင်းနဲ့တက်နေတာပဲဖြစ်ပါတယ်ခင်ဗျာဒါဆိုလို့ရှိရင်လုံးဝရေတံခံထားတဲ့မယုတ်ဆိုင်ခင်းတွေပဲဖြစ်ပါတယ်ဒီနေ့က15ရက်17လ2025ခုနှစ်ပဲဖြစ်ပါတယ်ခင်ဗျာရေနာထားတဲ့ငရုတ်ခင်းစုတ်ခွာစေးအုံပြုတ်ပြီးအခြေအနေပဲဖြစ်ပါတယ်ခင်ဗျာ